အတင်းနာမနိုင်တဲ့ကစားပွဲကပြောင်းပါလေဆိုတဲ့အမော်ရင်မန်ချက်စတာနဲ့တည်းရဲ့လက်ရှိနေပြရူဘန်မော်ရင်ကအတင်းရရလက်ဆိုးတွေကြောင့်သူရဲ့နစ်စတီပိုင်းဆိုင်ရာချင်းကပ်ပုံကိုဝေဖန်နေကြတဲ့ပရိသတ်တွေကိုပြန်လည်တုတ်ပြန်ပြောကြားခဲ့ပါတယ်။နီးပြမော်ရင်ကမော်ဒန်ဘော်ဒွန်လောကရဲ့နီးပြပိုင်းဆိုင်ရာဆုပ်ထွေးမှုကိုရှင်းပြရင်သူ့ကိုဒီယူတန်သမားဖြစ်မြင်နေကြတာကမဟုတ်မှန်ကြောင်းကိုခိုင်မာပြောဆိုခဲ့ပါတယ်။အဲ့ဒီမော်ဒန်ဘော်ဒွန်လောကမှာကစားပွဲမပြောင်းတဲ့နီးပြမရှိပါဘူး။ရှင်နယ်လက်မှာဆိုရင်လည်းတစ်ခါတလေမှလေးလေးနှစ်ဖြစ်တတ်တယ်လို့နောက်9မိနစ်လောက်ကြာရင်လည်း433နောက်တစ်ခါ343ဖြစ်သွားတာပါပဲ။ကျွန်တော်ကအားလုံးကိုလက်ခံပေးပါတယ်။ လူတွေကကျွန်တော်ကိုတူတန်သမားလို့ပဲထင်နေကြတာပါတကယ်ကအခြေခံကနေစပြီးကျွန်တော်ကထရိတာဖြစ်ပါတယ်လို့အမော်ရင်ကပြောကြခဲ့ပါတယ်သူကပြောကြတဲ့တရားခိတိဘောလုံးကောင်မှကစားကွက်တွေကပွဲစဉ်အတွင်းမှာဆက်မပြတ်ပြောင်းလဲနေတာဖြစ်ပြီးပရိသတ်တွေမြေတွင်းနေရတဲ့အခြေခံ formation တခုတည်းနဲ့ရက်တည်နေတာမျိုးမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်လက်ရှိမှာမန်ယူနိုက်တက်တင်းကရက်လက်ဆိုးလေးနဲ့ရင်ဆိုင်နေရတဲ့ကြောင့်ပရိသတ်တွေတမန်နီးပြားနဲ့ကစားမတွေပေါ်ဖြစ်ပုံချမှုတွေကွဲပြားလျက်ရှိနေပါတယ်တချို့သောပရိသတ်တွေကတော့ကစားမတွေရဲ့ကစားပုံညံဖြစ်မှုနဲ့အာယုံရှိစားမှုမရှိတာကြောင့်သာရက်လက်တွေဆိုးရွားနေခြင်းဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေကြပါတယ် ။ဇာတိမန်ယူတီရဲ့ပြဿနာကနီးပြားရဲ့နစ်စနစ်နဲ့ကစားမရီရဲ့အဲ့ဒီနစ်စနစ်ပေါ်လိုက်ပါနိုင်စွမ်းတို့ကြောင့်ချင်းငွေရှာမြင်းများခြင်း။ကစားမရီရဲ့စစ်တဲ့ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုအားနေခြင်းတို့ပေါင်းစပ်နေခြင်းဖြစ်တယ်လို့ထင်မိပါတယ်။နီးပြားကမကန်တဲ့အခြေခံဒရိခေါ်တွေကိုပိုင်းဆိုင်နိုင်မယ်လေ။ကစားမရီကအဲ့ဒါကိုထိရောက်စွာအကောင့်ထဲပေါ်နိုင်ခြင်းဖြစ်လာကြောင်းပဲဖြစ်တယ်လို့ထင်မိပါတယ်။